ကျမတို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ပိုကျော်အောင်ဆယ်အခုဆိုရှင်နှစ်တရားတနည်းပြည်ပြီပေါ့နော်။ဒါပေမဲ့ကျမတို့စီးပွားရေးတက္ကသိုလ်ကနေပြီးတော့နှစ်တရားတနည်းပြည်မွေးနေ့အကျိုးဆိုပြီးတော့ကျမတို့လုပ်ပေးပါရယ်။အမ်ဘယ်လိုပြောရမလဲဆိုပိုကျော်မွေးနေ့အတွက်ကျမပြောချင်တာကတော့အခုခေတ်လူငယ်တွေတာနာကြောင့်သူတွေအနေနဲ့ပိုကျော်အောင်ဆန်းရဲ့ပိုကျော်အောင်ဆန်းရဲ့စိတ်ဓာတ်တွေပိုကျော်အောင်ဆန်းရဲ့လုပ်ရည်တွေပိုကျော်အောင်ဆန်းရဲ့အဲ့ဒီပြောစိတ်ဓာတ်တွေကိုကူးစေချင်ပါတယ်။ ဓိကတော့ကျွန်တော်တို့ကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းပြည်မှာရိုးသားတဲ့လူတွေနိုင်ငံရေးလုပ်ဖို့လိုတယ်။ဒါကိုကျွန်တော်ဒါကျွန်တော်ဒီဒီနေ့အမတ်တရားစကားနေလည်းပြောချင်တယ်။ဘာဖြစ်လို့ဆိုတော့ရိုးရိုးသားတဲ့လူတွေကအင်မတန်ရှားတယ်။ဘယ်ကန်တော့မှာဖြစ်ဒါပေမဲ့နိုင်ငံကျွန်တော်ဒီနိုင်ငံအတိုင်းဝိုင်းမှာနိုင်ငံကန်တော့ပို့ပြီးတော့လိုအပ်တယ်ရိုးသားတဲ့လူတွေ။ဒါဘိုးချုပ်ကအင်မတန်ရိုးသားခဲ့တယ်။ နောက်ဆုံး तू မယိုးသားခဲ့ရင်တော့မှ तू ဟာလူအတိုင်းဝိုင်းကိုအကျိုးပြုခဲ့တယ်ဘူချုပ်ကိုအဓိကအပြင်မမေ့စေချင်တာပေါ့နော်။ကျောင်းသားရဲ့ရင်ထဲမှာအခုဆိုတော်တော်များများဘယ်လိုဒီဖေဖော်ဝါရီ23ရက်ဆက်လေးကိုသူတို့ပို့ပြီးတော့အလေးထားတာမျိုးတွေကိုသိမဖြစ်စေချင်ဘူးချက်။ဒီဘူချုပ်မွေးနေ့ကိုမမေ့ရရလေးဖြစ်စေချင်လို့စိတ်နဲ့ရွေးချင်နေလို့တော်တာပါ။အခုနောင်လာမယ်။ရောင်းနာကြောင့်ဒီငယ်ညီမတွေကိုပြောချင်တယ်အခုပဲရှိရတယ်။ဘူချုပ်အောင်ဆန်းလို့တတ်သိရှိကြပါလို့အဲ့ဒီကိုပဲပြောချင်တာ။ အဲဘိုးချုပ်မွေးနေ့ဒီနေ့တရားတစ်နှစ်ပြည့်မွေးနေ့မှာဘိုးချုပ်ကတော့ပြောရှင်တဲ့မွေးနေ့ဖြစ်တဲ့ဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ပေးဆက်ခဲ့ရတယ်ကျွန်တော်နိုင်ငံအတွက်သူလုပ်ပေးခဲ့တာတွေအတွက်ကျွန်တော်တို့ရဲမဲဝမ်းသာပါတယ်ခုံလဲယူပါတယ်ဘူဂျုတ်ပရှင်ဆန်မွေးနေ့ဖြစ်ပါစေအကွာဟိုခစ်တယ်လဲကြောင်းနေပြီဆိုတော့လေအဲကြောင်းနေရလူတွေလဲကြောင်းနေချိန်တန်ပြီလို့ထင်ပါတယ်ဟုတ်တယ်နောက်ပိုင်းတော့ဥစားလုတ်ဖြစ်မယ်လို့ထင်ပါတယ် ဘိုးချုပ်မွေးနေ့ပွဲကိုကျွန်တော်ကျင်းပပေးရဲဆိုတာကျွန်တော်တို့ကစိတ်သက်ဘိုးချုပ်နဲ့ပတ်သက်တဲ့ဘိုးချုပ်ရဲ့စိတ်သက်မွေးတွေကိုကျွန်တော်လက်ဆင့်ကမ်းတော့အဒီရှင်းပြောရရင်တော့အဲဘိုးချုပ်ရဲ့စိတ်သက်တွေကိုကျွန်တော်တို့ကျွန်တော်တို့ကျောင်းသားသမားကတာဝန်ယူပြီးတော့တခြားကျောင်းသားတွေကိုပြန်ပြီးတော့မျှဝေပေးတယ်အာအခုဆိုသမီးကနောက်ဆုံးနှစ်ပေါ့နော်နောက်ဆုံးနှစ်ကိုဒီလိုလုပ်ပြီးမင်းနောက်နှစ်တည်မှာလဲဒီလိုမျိုးပွဲလေးတွေအများကြီးဖြစ်အောင်လုပ်စီချင်ပါတယ်လို့အများကြီးရင်းနှီးမှာပဲပို့ချုပ်အများကြီးရှင်းတဲ့နေပါစီ ပြောက်ပြက်ပါဘူးဘောရုံမွန်းနေမပြောက်ပြက်ပါအကြောင်းတော့အကျင်းကောင်းမရလဲအဲဟိုဖူဆက်ပွဲတွေပိတ်လဲဘောရုံမွန်းနေအောင်ပြောက်ပြက်ပါဘူး favorite ဆက်သုံးကဘောရုံမွန်းနေလူတိုင်းသိတယ်ဥမာပဲအဲ့တော့မစိုးရိမ်ပါဘူးဘောရုံမွန်းနေပြောက်ပြက်သွားမှာတော့မြန်မာနိုင်ငံမှာမြန်မာအမျိုးသားတွေဖြစ်နေသေးရတော့ရှင်းနေဥမာပဲ